ါတာတဲ့2025ခုနှစ်အော်တိုဘာလ16ရက်နေ့နနက်ခွနနာရီအချိန်ထုတ်ပြန်ချက်ဘင်္ဂလားပင်လယ်အော်အခြေအနေမှာဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနဲ့အရှေ့အလယ်ပိုင်းတို့တွင်တိုင်အသင်းတတ်မော့တိမ်တူရက်နေပါသည်ကပလီပင်လယ်ပင်နှင့်ကျန်းပင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံးလီအားနည်းနေပါသည်ယနေ့ညနေအထိခံမှန်းချက်မှာစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့်ကချင်ပြည်နယ်တို့တွင် နေရာကွက်ကြာ ရန်ကုန်တိုင်းဒေသကြီးကယားပြည်နယ်ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်နေရာကျဲကျဲနေပြည်တော်ကျိုးနိုင်ပကွေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရော်ရီတိုင်းဒေသကြီးကနင်တားရီတိုင်းဒေသကြီးကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာစိတ်စိတ်နှင့်ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံအပြားမိုးချစ်ချုံရွာမီရွာရန်ရန်နှုံပြည့်ဖြစ်ပါသည်မိုးတိမ်နှောင်ဖြစ်ပေါ်မှုအခြေအနေမှာ ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် မိုးတိမ်တောင်များဖြစ်ထုံမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရေလာရနေရာတလျှောက်တွင်မိုးရွာဆွင်ခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနှင့်မိုးတိချွေခြင်းစသည်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်တည်ပြုနိုင်ပါရန်အကြံပြုအပ်ပါသည်မြမပင်လယ်ပင်မှာလှိုင်းအနည်းငယ်မှလှိုင်းအသင့်အတန့်ရှိပြီ လိုင်းမြင့်မှာမြမကံယုတ်ကံတလျှောက်နှင့်ကံလွန်ပင်လေပင်တို့တွင်၄ပေမှ၆ပေခန့်ရှိနိုင်ပါသည်။နောက်နှစ်ရက်အတွက်ခန့်မှန်းချက်မှာအနောက်တောင်မှုသုံးလေသည်မြမနိုင်ငံတောင်ပိုင်းဒေသညာမှဆုတ်ခွာနိုင်ပါသည်။ယနေ့ညမိုးရွာနိုင်သောမြို့နယ်များမှာမိထီလာ၊တာစီ၊ပျောပွေ၊ယမီးတင်၊တက်ကုံ၊နေပြည်တော်၊လေဝေ၊ပြည်မနာ၊ရဝမ်းပါ၊ပင်းတရာ၊ကလော၊တောင်ကီ၊ပင်လောင် မကွီမင်းဘူးနတ်မောက်ပြောပွေယမီတင် မိထီလာကျောပန်းတောင်ငဖဲစေတိုးဒရာမင်းလာတားရက်အောင်လန်စကုပွင့်ဖြူဒနဗျူညောင်တုံဟင်းသက်တာသုံးဘိုကြံကင်းညံအောင်ဘိုကလေးပတိန်ငဘူတော်ဝါခဲမမော်လမလိုင်ကျုံဖျားပုံမအုပ်ပင်ဟင်းသက်တာ တိုက်ကြီးမော်ဘီလဲကုရန်ကုန်မြို့တွင်တာယာဝရီမင်းလာအုတ်ဖိုမိုးညို ကျိုပင်ကောက်ပေါင်းတီဖြီရွှေတောင်နတ်တလင်းဇီကုံပေါင်းခေါင်မြောင်လေးပင်ဘဲကူတောင်ငူဖြူဒိုင်ဦးဝေါ်တနပ်ပင်အင်းတကောဖောပြပါမျိုးနယ်များတွင် နေရာကျဲကျဲမှာစိတ်စိတ်မိုးရွာနိုင်ပါသည်ဖြစ်ပါသည် ေပြည်တော်ညအနီးတွားအတရင်းနှီးညနေအထိခန့်မှန်းချက်မှာ နေရာကွက်ကြားမိုးချေကြုံရွာမည်ဖြစ်ပါသည်ရန်ကုန်မြို့ညအနီးတွားအတရင်းနှီးညနေအထိခန့်မှန်းချက်မှာနေရာကွက်ကြားမိုးချေကြုံရွာမည်ဖြစ်ပါသည်မန္တလေးမြို့နယ်အနီးတွားအတရင်းနှီးညနေအထိခန့်မှန်းချက်မှာနေရာကွက်ကြားမိုးထစ်ကြုံရွာမည်ဖြစ်ပါသည်